အားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ငန်းစာဗီဒီယိုဖိုင်လေးမှာကြာတော့လေကျွန်တော်ကိုရောမတို့အတွက် important to important for အဲ့ဒီခုရဲ့ကြော်ပြချက်လေးကိုကျွန်တော်ကရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်နောက်ခုလုံးကတော့ကျွန်တော်တို့အရေးကြီးတယ်ဆိုတဲ့နေရာမှာအသုံးပြတာပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီ important နောက်က to လိုက်တာရယ် for လိုက်တာရယ်တို့နှစ်ခုရဲ့အဓိပ္ပာယ်လေးကအနည်းငယ်လေးကြွေးပြတဲ့ဆိုတာလေးကိုရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင့်။ Okay အရင်ဆုံးကျွန်တော်တို့ important to Okay important နောက်ကထူလိုက်မယ်ဆိုလို့ရှိရင်သူကဘယ်လိုနေရာမှာအသုံးပြုလဲဆိုတော့ကျွန်တော်တို့ဒီသူ့ရဲ့အရေးကြီးတယ်လို့ပြောချင်တဲ့အရာတွေကလေကျွန်တော်တို့ personal feeling လို့ခေါ်တဲ့စိတ်ခံစားချက်တွေနောက်ပြီးတော့ opinion လို့ခေါ်တဲ့ထင်မြင်ယူဆချက်တွေနောက်ပြီးတော့ကျွန်တော်တို့ value ပြောမယ်ဆိုတန်မိုးထားမှုတွေအဲ့လိုຢ່າတဲ့ကြောင့်မလို့ပေါ့နော်အရေးကြီးပါတယ်လို့ပြောချင်တယ်ဆိုရင်ကျွန်တော်ကိုရိုမာတို့က important to သုံးပြရပါတယ်နော်ဥမာအပြင်ဆိုလို့ရှိရင် my family is very important to me ငါရဲ့မိသားစုကငါ့အတွက်ရန်ကိုအရေးပါတယ်တဲ့။ Okay တမိုးထားမှုတွေပါသွားပြီ။နော်နောက်တစ်ခု important for important for ကျတော့သူကကျတော့လေအကျိုးရှိလို့အသုံးဝင်လို့လိုအပ်လို့အရေးပါတယ်အရေးကြီးတယ်လို့ပြောတာ။အဲ့လိုဆိုရင်ကျွန်တော်ကိုလိုမာတို့က important for ဥမာအဖြစ်ဆိုလို့ရှိရင် drinking water is important for me ရေတောက်ချင်ကငါ့အတွက်အရေးပါတယ်။ဒါမှမဟုတ်ရေတောက်တာကိုယ့်အတွက်အကျိုးရှိတယ်ပေါ့အဓိပ္ပာယ်။နော် ဟုတ်လားနောက်တစ်ခုဥပမာဆိုလို့ရှိရင် learning english is important for your career အင်္ဂလိပ်စာလေ့လာခြင်းကတဲ့သင်ရဲ့ကျွန်တော်တို့ဘောနော်အသက်မိုးမောင်းရောက်လုပ်ငန်းအတွက်အရေးပါပါတယ်တဲ့ okay နော်အဲ့တော့ပြန်ပြီးကျွန်တော်တို့အနည်းချုပ်မယ်ဆိုလို့ရှိရင် important to ဆိုလို့ရှိရင်အရေးပါတယ်သူကကျတော့စိတ်ခံစားချက်တွေနောက်ထင်မြင်ယူဆချက်တွေတန်ဖိုးထားမှုတွေပါတဲ့အရေးပါတယ်ဆိုရင် important to အကျိုးရှိလို့ အသုံးဝင်လို့ no at လို့ပြောရမယ်ဆိုလို့ရှိရင်အရေးပါတယ်လို့ပြောချင်တယ်ဆိုလို့ရှိရင်ကြတော့ important နောက်က form okay ကျွန်တော်ကိုယ်တော်တို့ရှင်းသားပြီးထင်ပါတယ်နော်အဲ့တော့ကျွန်တော်ကိုရောမတို့အနာဂတ်အတွက်ပေါ့နော်ကျွန်တော်တို့အရေးပါတဲ့ English language ကိုသင်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ AMM Online English Language Center ကချူဆိုပါတယ်နော်အားလုံးပဲကျေးဇူးများတင်ပါတယ်ရှင်